မင်္ဂလာပါ Teacher IV ပါဒီဗီဒီယိုထဲမှာတော့ GPS ကအတန်းတွေကိုဘယ်လိုမျိုးထိရောက်အောင်တက်ရမလဲဆိုတာလေးပြပြပေးချင်ပါတယ် GPS ကចောင်းသားចောင်းသူတွေက Facebook group တွေကနေလေ့လာလို့ရသလိုမျိုး website တမမဟုတ် application ကနေလည်းလေ့လာလို့ရပါတယ်။ website ကနေလေ့လာခြင်းတဲ့သူတွေကဒီ web address လေးကို browser ကနေရိုက်လိုက်ပါ။ဒါမှမဟုတ် application ကနေလေ့လာမယ်ဆိုရင်တော့ Google Play Store မှာ GYS Online Classes လို့ရိုက်ရှာလိုက်ရင်ဒီစီခွက်ပုံ logo လေးနဲ့ application ကို download လုပ်ထားဖို့လိုပါတယ်။ application ကတော့ Android သမားတွေအတွက်ပဲလောလောဆယ်ရရှိအောင်မှာဖြစ်ပါတယ်။ website မှာပဲဖြစ်ဖြစ် application မှာပဲဖြစ်ဖြစ် login ဝင်ဖို့ information တွေကိုမသိဘူးဆိုရင်တော့ចောင်းသားចောင်းသူတွေအတန်းအပ်ထားတဲ့ page မှာမေးမြန်းလို့ရပါတယ်။ចောင်းသားចောင်းသူတွေစာပုံမှန်လေ့လာဖြစ်ဖို့အတွက် study planner လေးကိုတုံးလို့ရပါတယ်။ website download application နဲ့မှာရှိတဲ့ announcement ကနေပဲဖြစ်ဖြစ်တစ်ပတ်တောင် speaker ပုံလေးကနေပဲဖြစ်ဖြစ် study planner ကို download ဆွဲပြီးတော့အသုံးပြုလို့ရပါတယ်။ website ဓမ္မမှု application နဲ့မှာဆိုရင်ចောင်းသားចောင်းသူတွေကញ្ញံစမ်းလေးတွေလည်းဖြည့်ကြည့်လို့ရပါတယ်။ ကိုလေးလာနေတဲ့တင်ငန်းစာနဲ့ပတ်သက်တဲ့ညံစမ်းလဲတွေတင်ငန်းစာတွေပြီးပြီးတိုင်းဖြည့်ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့တက်မြောက်မှုကိုကိုကိုယ်တိုင်းစမ်းစစ်ကြည့်လို့ရပါတယ် ကျောင်းသားတွေအတွက်ဘာသာစကားလေ့လာရမှာအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့တရားနဲ့တရားပြောဆိုဆက်သွယ်နိုင်ဖို့အတွက် Telegram Practice Group တွေလည်းထားရှိပေးပြီးတော့အပတ်စဉ် Weekly Zoom စီစဉ်ပေးထားပါတယ်။ကျောင်းသားကျောင်းသူတွေအနေနဲ့အပတ်စဉ် Weekly Zoom ကိုလာရောက်တက်ရမှာဖြစ်ပါတယ်။ Weekly Zoom အတွက်တရားမဲ့ information တွေပြီးရင်နောက်ပိုင်း G1S ကအစီအစဉ်တွေဒါတွေကိုအဆက်မပြတ်သိနေရအောင် Telegram Group တွေထားရှိပေးထားပါတယ်။အဲဒါကြောင့်ကိုယ့်ရဲ့သက်ဆိုင်ရာ Telegram Group တွေကိုဝင်ထားဖို့လို့ ပြီးတော့ weekly zoom နေလဲအပတ်စဉ်လာချိုင်းပေးဖို့လိုပါတယ်။တကယ်လို့ကိုက Telegram group ထဲကို join ဖို့ဘယ်လိုချောင်းရမှန်းလဲမသိသေးရင်ကိုသင်တန်းအပ်ခဲ့တဲ့ page မှာမေးလို့ရပါတယ်။ဒီချက်လေးတွေကိုတစ်ချက်ချင်းလိုက်နာပြီးတော့လေ့လာမယ်ဆိုရင်တော့ teacher ကို GIS ကအတန်းတွေကိုထိထိရောက်ရောက်တက်ရောက်နိုင်မှာဖြစ်ပြီးတော့တင်နှံပြီးသွားတဲ့အခါမှာလေကိုယ့်ရဲ့ဘာသာစကား level တွေကတိုးတက်နေမှာကိုတွေ့ရမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။